ရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာမော်ကိုနိုင်ကအင်ရှင်ဖြစ်လက်ခံကျင်းပပေးနေတဲ့ယူဆက်ကုံအမျိုးသမီးကွာဘလားပြိုင်ပွဲရဲ့ဆွေးပိုင်တဲ့ပွဲစဉ်တွေကိုဒီညမှာရှင်မြန်ကစားတော်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီညမှာလက်ရှိချန်ပီယံမြောက်ကိုရီးယားနဲ့နာမည်ကြီးဘရာဇီးတို့ထိပ်တိုက်တွေ့နေတဲ့ပထမဆွေးပိုင်တဲ့ပွဲစဉ်ကိုပြည်သက်စိတ်ဝင်စားမှုမြင့်တက်နေပါတယ်ခင်ဗျာမြောက်ကိုရီးယားယူဆက်ကုံအမျိုးသမီးအင်းဟာလက်ရှိချန်ပီယံအင်းလည်းဖြစ်ပါတယ်ပြီးတော့ယူဆက်ကုံအမျိုးသမီးကွာဘလားပြိုင်ပွဲသမိုင်းကြောင်းမှာမြောက်ကိုရီးယားက အောင်မြင်မှုမှတ်တမ်းကြီးမားပါတယ်ခင်ဗျအောင်မြင်ဆုံးအသင်းလည်းဖြစ်ပါတယ်ချန်ပီယံဆုကို၃ချိန်တိုင်းစကူရရှိထားတယ်အခုဒီချိန်မှာလည်းချန်ပီယံဖြစ်နိုင်မှုအလားအလာများတယ်ဆိုပြီးတော့ခံမှန်းချက်ဖေးခံနေရပြီဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီညမှာမြောက်ကိုရီးယားယူဆက်ကုံမြို့သမီးတင်းနဲ့ဘရာဇီးယူဆက်ကုံမြို့သမီးတင်းတို့ဟာည10:00အချိန်ကိုရောက်ရင်ပထမဆွေးနွေးပွဲစဉ်ကိုရှင်မြန်ကစားမှာဖြစ်ပါတယ်မြောက်ကိုရီးယားယူဆက်ကုံမြို့သမီးတင်းဟာ အုပ်စုအဆင့်မှာတော့နယ်သာလန်မက္ကဆီကိုကင်မရွန်နဲ့တောက်စုရဲ့ကြာခဲ့ပါတယ်အုပ်စုဖွင့်ပွဲမှာမက္ကဆီကိုနှကိုကိုမရှိနိုင်နဲ့အုပ်စုဒုတိယပွဲစဉ်မှာကင်မရွန်ကိုနှကိုကိုနဲ့နိုင်တယ်အုပ်စုနောက်ဆုံးပွဲစဉ်မှာနယ်သာလန်ကိုငါးကိုကိုမရှိနဲ့အနိုင်ရပြီးတော့အုပ်စုဘူဖြစ်နဲ့ချုံးထွက်စင်စီကိုတက်လန့်ရောက်ရှိလာခဲ့တယ်ချုံးထွက်စင်မှာအင်ရှင်မော်ရိုကိုနဲ့တွေ့တယ်အင်ရှင်မော်ရိုကိုကို6ကိုတကူနဲ့ဂိုးပြအနိုင်ရတယ်အဲ့တော့ควอเตอร์ไฟนอลควอเตอร์ไฟนอลမှာအာရှပြိုင်တဲ့ ဂျပန်ယူဆက်ကုံမျိုးသမီးတင်းနဲ့တွေ့တယ်။မြောက်ကိုရီးယားယူဆက်ကုံမျိုးသမီးတင်းကဂျပန်ယူဆက်ကုံမျိုးသမီးတင်းကို၅ဂိုးတခုနဲ့၅ပြတ်ခတ်နိုင်တယ်။ပြီးတော့ဆွေးဖိုင်နယ်ကိုတက်လာရောက်ရှိလာခဲ့တယ်ပေါ့လေ။ကွာတာဖိုင်နယ်ဆက်ပွဲစဉ်၄ပွဲမှာပွဲချိန်မိနစ်60အတွင်းအနိုင်ရတာဆိုလို့မြောက်ကိုရီးယားတစ်သင်းပဲရှိတယ်။ကျန်တဲ့၃သင်းကပယ်နယ်တီအဆုံးပြတ်ပြီးကစားပြီးမှပြန်ပက်တွေကိုအနိုင်ရခဲ့တာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒီနေ့မြောက်ကိုရီးယားနဲ့ရင်ဆိုင်ဆုံတွေ့ရမယ့်ဘရာဇီးဘရာဇီးကိုကျွန်တော်တို့ကကြည့်လိုက်မယ်ဆိုရင်ဘရာဇီးကအုပ်စုအစ်မ အီတလီကော့စတာရီကာအင်ရှင်မော်ရိုကိုနဲ့တွေ့ခဲ့တယ်အင်ရှင်မော်ရိုကိုသုံးခုဂိုးမရှိနဲ့နိုင်တယ်ကော့စတာရီကာနဲ့တကူစီတေးကြတယ်အီတလီကို၄ဂိုးသုံးဂိုးနဲ့ရှုံးတယ်ပြီးတော့အုတ်စုဒုတိယဖြစ်နေချုံးတွက်စစ်စီကိုရောက်လာခဲ့တယ်ချုံးတွက်စစ်မှာဘရာဇီးကတရုတ်ကိုသုံးခုဂိုးမရှိနဲ့အနိုင်ရတယ်ပြီးတော့ကွာတာဖိုင်နယ်ကိုရောက်လာတယ်ကွာတာဖိုင်နယ်မှာကနေဒါမျိုးသမီးစင်းကိုသူတို့ကပနတီဆုံးဖြတ်ပြီးရောက်ရှိပြီးမှ၅ဂိုး၄ဂိုးနဲ့အနိုင်ရရှိပြီးတော့စွေးဖိုင်နယ်ကိုတက်လာရောက်ရှိလာခဲ့တာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အခုညမှာတော့ လက်ရှိချန်ပီယံမြောက်ကိုရီးယားယူဆက်ကုံမြို့သမီးတင်တဲ့နာမည်ကြီးဘရာဇီးယူဆက်ကုံမြို့သမီးတင်တို့ဟာပထမဆွေးဖိုင်နယ်ပွဲစဉ်ဖြစ်မြန်မာစံတော်ချိန်ည7:00နာရီအချိန်မှာစတင်ရှင်ပြန်တော့မှဖြစ်ပါတယ်ဒုတိယဆွေးဖိုင်နယ်ပွဲစဉ်ကတော့မြန်မာစံတော်ချိန်အရဆိုရင်နောက်တစ်ရက်ကူးသွားတယ်ပေါ့လေမနေ့တနင်္လာရီခွဲချိန်မှာကစားမယ်နယ်သာလန်ယူဆက်ကုံမြို့သမီးတင်နဲ့မက္ကဆီကိုယူဆက်ကုံမြို့သမီးတင်တို့အပြိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ယူဆက်ကုံမြို့သမီးကွာလာပြိုင်ပွဲရဲ့ဖိုင်နယ်စစ်စီကိုဘယ်အသင်းတွေတက်လိုက်ရောက်ရှိလာလိမ့်မလဲဆိုတာဒီညမှာ အပြေပေါ်တော့လာတော့မှာမို့ပြိဿတ်တွေလည်းရေခုံဆောင်ကြည့်လိုက်ကြပါဦးလို့ဖိတ်ခေါ်ပြောကြားလိုက်ပါတယ်ခင်ဗျာကျေးဇူးအပြေပြိဿတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ